အားလုံးပဲမင်္ဂလာပါဒီထဲကတော့ Great Mathematics ကိုသင်ကြားမယ်ကျဲစုဆန္ဒဖြစ်ပါတယ်ကျဲသင်ကြားမယ်ပိုင်းကတော့ Great Mathematics ရဲ့ Chapter 9 Application of Differentiation အပိုင်းတဲက9.2 Maximum and Minimum ပိုင်းကိုဖြစ်ပါတယ် အော်လမ်းနဲ့အောက်ကဲအနေနဲ့ဆိုလို့ရှိရင်ကလေးတို့ကဘာတွေရသွားနိုင်လဲ critical point ကြီးပေါ့နော် critical point ကြီးဆက်ဆက်နေတဲ့ maximum minimum နဲ့ inflection point ကြီး critical point ကိုရှာမယ် maximum minimum point နဲ့ inflection point ကိုရှာမယ်ပြီးရင်ဆက်ပြီးတော့ concavity ကိုဆက်ရှာမယ်ပြီးရင် maximum လား minimum လားကိုနောက်တစ်မျိုးပုံစံတစ်မျိုးနဲ့ထပ်ရှာတာတွေကိုသင်ကြားရရှိသွားမှာဖြစ်ပါတယ် maximum and minimum အဲ့တော့ increasing function နဲ့ decreasing function normal အပြင်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ဒါလို maximum ဆိုတာ increasing minimum ဆိုတာ decreasing ပေါ့နော်အဲ့တော့ function အခုက increasing ဖြစ်တယ် a နဲ့ b ကြားထဲမှာဒါဆိုရင် point h1 နဲ့ h2 က ab ပေါ့ h2 က h1 နဲ့ကြီးမယ်ဆိုရင် f of h2 ကလည်း f of h1 နဲ့ကြီးမယ်အတက်ဒီဘက်ကတော့ဗာလဲအစင် ။နောက်တစ်ခုက F ရဲ့ decreasing F က decreasing ဖြစ်မယ်ဆိုလို့ရှိရင်ဒီဘက်က H2 က H1 နဲ့ကြီးမယ်ကို imply ဖြစ်မယ်ဆိုရင် F4 H2 က F4 H1 နဲ့ဘာလို့မလဲကြီးမယ်ပေါ့ F4 H2 က F4 H1 နဲ့ကြီးမယ်ပေါ့ဒါကအစင်းပုံစံပါ။အဲ increasing decreasing မှာတချိန်ရှိပ်မယ်ပေးထားတဲ့ function ကိုတချိန်ရှိပ်မယ်အဲ့ဒီတချိန်ရှိပ်က0တဲ့ကြီးမယ်ဆိုရင်ဒီကောင်ဒီ increase တချိန်ရှိပ်က0တဲ့ငယ်မယ်ဆိုရင် decrease ပါ အဲ့တော့ကျေတို့ exam ကိုစသွား f(a) square တူပေးထားတဲ့ function က a square 1အတွက် decreasing ဖြစ်နေတယ်တဲ့ဘယ် interval မှာလဲဆိုရင်0တဲ့ငယ်တဲ့ interval မှာ increasing ဖြစ်မယ်0တဲ့ကြီးတဲ့ interval မှာ increasing ဖြစ်မယ် ဒါဆိုရင်ကျတော့ FOIS ကိုစရှာမယ် Upright is တစ်ချိန်ရှိတ် Power ရှိချာကျညို့ဆို 2A 1ကိုရှိတော့0ဆိုမရှိတော့ 2H ပဲဒါဆိုရင် H ကို less than 0မှာတစ်ခါစဉ်းစားမယ် greater than 0မှာတစ်ခါစဉ်းစား less than 0မှာစဉ်းစားတော့ Upright is က 2H ပဲ blue တဲ့ငယ်မှာလဲ0တဲ့ငယ်ပဲ0တဲ့ငယ် decreasing greater than 0 case တွေ့စဉ်းစားမယ်ဆိုရင် F2H က greater than 0ဒါဆိုရင် greater than 0မလို့ increasing fashion မှာ example 5ကိုကြည့်အောင် example 5က 4a² h2 3a+1 သူကဘာရှာခိုင်းလဲဆိုတော့ open interval မှာ f က increasing ဖြစ်ကြအောင်နော် decreasing ဖြစ်မလားအဲ့ဒါကိုရှာပေးမယ်ပေါ့ပြီးတော့ရင် horizontal tangent ရဲ့ graph ကိုဆွဲပြီးတော့ point ကိုဆက်ရှာမယ်အဲ့တော့ f(x) ကိုပထမအဆုံးဘာလို့မလဲအရင်ဆုံးရှိတ်မယ်အဲ့တော့3 power ရှိတ်ချာတက်ညှုပ်ဆိုတော့ 3a² minus 3a² ကိုရှိတ်လိုက်တော့ x ကိုရှိတ်တော့1ဆိုတော့ -3 တော့မှသူ့ကိုပုံထုတ်မယ်သူရီကိုပုံထုတ်လိုက်တော့ a square minus 1ရအဲ့ဒီ a square minus 1ဟောမှာထပ်ပြီးစောက်ကိုခွဲထားတော့ a minus 1တကွင်း a plus 1တကွင်းဒါဆိုရင်ကျေတို့က upright x ကို greater than 0လို့ယူဆမယ်ဆိုရင် a minus 1 a plus 1ကလည်း sin နေရာတူသွားမယ်ပေါ့ကဲလို့ less than 0လို့စဉ်းစားမယ်ဆိုလို့ရှင်တော့ဒီနှစ်ခုက opposite sign နေနဲ့ရောက်ရှိမယ် နောက် slide က interval လေးကိုတွားကြည့်အောင်เนาะ interval လေးကိုတွားကြည့်လိုက်တော့ကျတော့စောစောထွက်ထားတဲ့အဖြစ်က -1 နဲ့1အဲ့တော့ -1 တဲ့ငင်းမယ်1တဲ့ကြီးမယ် -1 နဲ့1ချထဲမှာရှိမယ်အဲ့ဒါကိုစဉ်းစားမယ် -1 နဲ့ငင်းမယ်ဆိုကျတော့ဘာလို့ကိုရေးမလဲဆိုအကြီးဆုံး -2 ကိုရေးလိုက်ဒါဆိုရင် x ဆီယံမှာ -2 ကိုထည့်မယ် -2 +1 ဆိုတော့ဘယ်လောက်ရမလဲဆိုတော့ -2 နောက်တစ်ခု minus tab minus 2 minus 1ဆိုတော့ minus ပဲထွက် minus 3ပေါ့ဒါပေမဲ့ကိုက sign ကိုပဲယူมาဖြစ်တဲ့အတွက် minus ပေါ့ minus 1နဲ့1ချထဲမှာဆိုချက်အလွယ်ဆုံး0ကိုယူလိုက်မယ်0 plus 1ဆိုတော့ plus 0 minus 1ဆိုတော့ minus ပြီးရင် x က1တဲ့ကြီးရဲ့ဆိုချက်အနည်းဆုံးကို2လို့ယူမယ်2 plus 1 plus 2 minus 1ဆိုတော့ plus okay ဒါဆိုလို့ရှိရင်ဒီမှာ minus တွေ plus တွေရသွားပြီဆိုတော့အောက်က sign of fms a price ပေါ့ကိုဆက်ပြောတဲ့အခါကျသူတို့နှစ်ခုကိုမြောက်အောင်ဘော express one x minus one နှစ်ခုမြောက်တော့ minus နဲ့ minus နဲ့မြောက်တော့ plus plus နဲ့ minus နဲ့မြောက်တော့ minus plus နဲ့ plus နဲ့မြောက်တော့ plus ဟုတ်ပြီဒါဆိုရင်ဒီနောက်ဆုံးဖြစ်ကိုကြည့်ပြီး increasing decreasing ခွဲမှာ plus ဆိုရင် increasing minus ဆိုရင် decreasing plus ဆိုရင် increasing အဲ့တော့ကျေတော့ increasing နှစ်ခုရထားတယ်အဲ့ဒါဘယ်အခြေအနေမှာလဲ x က minus 1နဲ့ငယ်ချင်းငယ်မယ်1နဲ့ကြီးချင်းကြီးမယ်ဆိုရင်အခြေအနေမှာ increasing ဒီဂရီးစင်းကကြတော့ -1 နဲ့1ကြားထဲမှာရှိရင်ဒီဂရီးစင်းပါနော်အဲ့တော့ horizontal tangent နော်အဲ graph က horizontal tangent ဆိုလို့ရှိရင် upright ကိုကျတော့0ပေးမယ်0ပေးရဆိုတော့ဒီပေါ်မှာယူခဲ့ပြီးတဲ့အဖြေနဲ့အတူတူပဲပြန်ထွက်သွားမယ် a² 1 a² 1 ။အဲ့ဒီ ACL မိုင်းညာ1ကိုအစားသွင်းမယ်မူလ function မှာစားသွင်းလို့3 FO equal to 1ကိုလည်းမူလ function မှာသွင်းတော့ minus 1အဲ့တော့မှ point က minus 1 comma 3 1 comma minus 1ဆိုပြီးဒီ equation ကနေမှာ point ကြီးဆက်လက်ပြီးထွက်သွားမှာဖြစ်ပါတယ်။အဲ့တော့ critical point ပေါ့ critical point ကအလွယ်ဗမာလိုစဉ်းစားမယ်ဆိုရင်နည်းနည်းညိနေတဲ့ point ကိုပြောတာ critical points Romeo the function a price equal to 0တဲ့တချိန်ရှိအပရိုင်းက0နဲ့ညီမယ်ဒါမှမဟုတ်ရင် undefined ဖြစ်တဲ့အချိန်ပေါ့0နဲ့စားခံရတဲ့အချိန်အဲ့ဒီအချိန်ညီမှာဆိုရင် critical point ဖြစ်တယ်ပေါ့အဲ့တော့ဒီပုံမှာပြောထားတာက maximum minimum point ညီကိုဘယ်လိုဆုံးဖြတ်မလဲ derivative နဲ့ most important application of the differentiation ဟာအရေးကြီးဆုံးအချက်ကတော့ဗာလဲ critical point ပါပဲเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာပုံစံလေးက concave ဓာတ် ကုန်ကိတောင်းမှာကုန်ကုန်လေးဒါဆိုရင်ကုန်ကိအပ်ပုံလေးဒါဆိုရင်တဝက်လေးကဖုန်လေးဒါဆိုရင်ဒီအပေါ်မှာထိတ်ဆုံးအောင် apply h 0သူကငိမ့်တဲ့နေရာ0ဒီမှာဆိုလဲငိမ့်တဲ့နေရာ0ဒီမှာဆိုလဲဒီအလဲငိမ့်တဲ့နေရာ0ကဲဒီလို0ပြည့်စင်ဖြစ်ခြင်းဖြစ်မဖြစ် antifine ဖြစ်ကောင် v shape ပုံစံနေ antifine ဒီလို v shape အမောက်ကလေးလဲ antifine ပါပဲ။ ဒါဆိုရင် increasing decreasing function ကိုရှာဖို့ဆိုရင်ကျတော့ပထမအဦးဆုံးဒီချိန်မှာပေးလာသမျှ function ကိုဒီချိန်ရှိမယ် critical point ရှာမယ် open interval ရှာမယ် critical point ကိုထည့်ပြီးပြီးရင်စသောနှောင်းလိုဇာကွက်လေးနေပေါ့ sin of 4h က plus လား minus လားဒါတွေလိုက်ရှာမယ် plus minus ရပြီဆိုတော့မှ plus ဆိုရင် increase minus ဆိုရင် decrease ဆိုတဲ့အကောင်ကို step number 5အနေနဲ့ဆက်လက်ပြီးတော့မှာပါ ဲအစမဲစစ်ကိုပြောမယ်။ तू ကဘာရှာခိုင်းလဲ critical point ကိုရှာတယ်။ avoids ကိုပေးထားတယ်။ avoids ကိုပေးထားရင်ပုံမှန်အားတော့တစ်ချိန်ရှိပြီ။ဒါဆိုလို့ရှင် power ရှိချတဲ့ညုတ်တော့ 3a square -3 ကိုရှိတော့ -3 2ကိုရှိတော့0အော် critical point မှာဘာမှကြံတဲ့ point ရင်မပေးထားခဲ့ဘူးဆိုရင်0နဲ့ညှိပေးမယ်။ a price ကို0နဲ့ညှိ။အဲ့တော့3 square minus 3 0ပေါ့။နော်။ အဲ့တော့အဲ့ဒီကနေအဖြေထုတ်လိုက်မယ်ကျေက a square အဲ minus 1ပေါ့3ကိုဟိုဘက်သွားစားလိုက်ဒါဆိုလို့ရှိရင်သူ့ကို a square ကိုထည့်ရှင်းမယ်ဆိုရင် a square u plus or minus 1 is ကာ +1 ဆိုရင် f of 1ကိုစားသွင်း0ထွက်မယ်။ is ကာ -1 ဆိုရင် f of -1 ကိုစားသွင်းလိုက်တော့4ထွက်မယ်။ဒါဆိုရင် point ကြီးထွက်ပြီ။1ဆိုရင်0 -1 ဆိုရင်4အဲ့ဒီ point ကြီးအကုန်လုံးဒီချေညင်းရဲ့ point ပေါ့ critical point ကြီးပါပဲ။ အဲ့တော့ first take ကဘာပြောမလဲတချိန်ရှိမယ် FOA ကို0ပေးမယ် point ရှာမယ်အဲ့ဒီ point ပုံမှန်မူကြည့်ပြီးတော့သူမေးရ critical point မလို့ဒီညာမှာပဲအဆုံးသတ်လိုက်တာပါ grade တကယ်လို့ဆွဲခိုင်း grade test ဆွဲပါမယ်အဲ့တော့ example C ရဲ့နံပါတ် B မေးထားတာကဘာပဲလဲဆိုရင် critical point ပဲဒါဆိုရင်ကျေတော့ဒီတချိန်ကိုရှိမယ် power ရှိချာ2.3တက်နှုတ်တော့ -1.3 เนาะ အဲ့တော့2 by 3ကိုဒါပုံစံလေးလောက်အောင်ရေးထားတာ -1 by 3ကိုအောက်ကိုပို့လိုက်တာနော်ဒီတိုင်းရေးထားလဲမှန်တယ်ဒါပုံစံပေါ့ positive power တဲ့ကိုပြန်ပြောင်းထားတာနောက်တစ်ခုက upright is undefined ပေါ့ဒီအောက်မှာဘိုင်းချိန်မှာရှိသွားရတဲ့အတွက် undefined ဒါပေမဲ့ဘယ်အချိန်မှ undefined လဲဆိုတော့ is က1ဖြစ်တဲ့အချိန် 1နဲ့1နှုတ်လိုက်0ဖြစ်မယ်0ဖြစ်ရင် underline ဖြစ်မယ် x က1ဖြစ်တဲ့အချိန်မှာတော့ upright x က underline ဖြစ်မယ်ဒါဆိုရင် critical point က1နဲ့ပြီးွားရင်ဒီမှာက0ဖြစ်သွားမယ်ပေါ့ underline ဆို0ဖြစ်သွားမယ်1 comma 0ဆိုတဲ့ critical point မှာဆိုရင်เนาะ underline ဖြစ်နေတဲ့အတွက် critical point ဖြစ်တယ်ပေါ့ point ကိုပြန်ရှာတာလေ နောက်နံပါတ်စီကလည်းသူလည်းပါရှာခိုင်းတာလေ critical point ပဲ critical point ဆိုပါလို့ရမယ်ပထမဆုံးတော့ကြင်ရှိတ်ကမှာပဲ1 by is is to the power minus 1တို့ရှိရင်အဲ့တော့ power ရှိတ်ချတော့ minus 1တိနှုတ်တော့1 by is square အဲ့တော့ upper is က under by ဖြစ်မယ်ဒီမှာကအမှပိုင်းကြီးကို0ပေးလိုက်မယ်ဆိုရင် under by ဖြစ်သွားမယ် ဒါပေမဲ့ h က0နဲ့ညီမယ်ဆိုရင် domain ကမှာ0နဲ့ညီရတော့မရှိအောင်ဒီ h တွေကတခု1 2 3ရောက်ထည့်ရမယ်0နဲ့ညီလို့တော့မရအောင်ဒါကြောင့်မို့ဒီမှာ critical point မရှိဘူးသူ့ကိုထည့်လိုက် undefined လိုက်ဖြစ်သွားမယ်0ထည့်လို့လည်းမရတဲ့အတွက် critical point မရှိပါဘူး example 7က open enter ပဲ increase လား decrease လားဒါဆိုရင်ပုံမှန်လိုက်မယ်0 f of x ကိုရေးမယ်တစ်ချိန်ရှိတယ် ပါဝါရှိတ်ချတော့3ညက်2နဲ့မြောက်တော့6 a square သူကဒီချိန်ရှိတ်တော့ minus 6 6ကိုပုံထိုးလိုက်မယ် a square minus 1 a square minus 1ကိုထပ်ရှိတ်မယ် a plus 1 a minus 1ခွဲလိုက်တာပေါ့အစာကုန်းခွဲလိုက်တော့ x + 1 x - 1ဒါဆိုရင်အဖြေကဘယ်လောက်ရမလဲ -1 နဲ့ +1 နဲ့ရ။ဒါကြောင့်မလို့အငယ်ဆုံးဖြစ်တဲ့ -1 နဲ့ငယ်မယ်1နဲ့ကြီးမယ် -1 နဲ့1ကြားတယ်မှာရှိတယ်။ ဆိုတော့လိုပဲစဉ်းစားမယ်ဆိုတော့ example တပုတ်လိုပဲ minus 1နဲ့ငယ်တယ်ဆိုကြည့် minus 2ကိုယူလိုက်မယ် minus 2 plus 1ဆိုတော့ minus minus 2 minus 1ဆိုတော့လည်း minus minus 1နဲ့0 1ကြားထဲမှာဆို0ကိုယူမယ်0 plus 1ဆိုတော့ plus 0 minus 1ဆိုတော့ minus 1နဲ့ကြည့်မယ်ဆိုချက်2ကိုယူမယ်2 plus 1ဆိုတော့ plus 3ပေါ့ အာ2 minus 1ဆိုတာဆိုလဲ plus ပြီးွားရင် sin of rise ကိုလိုချင်ရင်တို့နှစ်ခုပြန်မြောက် minus minus မြောက်တော့ plus plus နဲ့ minus minus ဆိုတာ minus plus နဲ့ plus နဲ့ဆိုတာ plus plus ဆိုရင် increasing minus ဆိုရင် decreasing plus ဆိုရင် increasing အဲ့ဒီအဖြေတွေကိုမဒီအောင်မှာစုရေးမယ် x က minus 1နဲ့ငယ်ရင်ဒါမှမဟုတ်ကြီးရင် increasing တို့နှစ်ခုကြားထဲမှာဆိုရင်ဘာဖြစ်မလဲ decreasing ဒီစရာကိုအဖြေပြန်ပြီးတော့ conclusion ချုပ်ထားတာပါ အော် example 7ကိုဆက်လက်တင်ကြပါမယ် example 7မှာကျတော့ open interval ပေါ့ဒီမှာ increase လား decrease လား di function ကိုစပြီးတော့လောက်ကြည့်မယ်အဲ့တော့ di function ကိုဘယ်လိုပဲဖြစ်ဖြစ်ကျတော့ဒီ chain တော့ရှိတ်ကမယ် uprise ပေါ့ရှိတ်လိုက် chain ရှိတ်လိုက်တော့4.5ကိုရှေ့ကိုပို့လိုက်တယ်4.5ဖြစ်သွားမယ်သူ့ကိုတက်ညောက်တော့ minus 1နှုတ်လိုက်တော့ minus 1.5ဒါကိုသူက positive ဘာဝရဖြစ်ကျင်တော့ -1.5 ကို out ရှေ့လိုက်တော့1.5 h ကတော့တစ်ချိန်တော့ 2h 2h နဲ့ဒီကောင်နဲ့ပေါင်းမြှောက်လိုက်တော့ 8h ဆရာအဲ့တော့ a price ကို zero နဲ့ညှိမယ် critical point ဆယ်နဲ့ညှိမယ်ဒါပေမဲ့ h ကတော့0နဲ့ညှိတဲ့အချိန်ဖြစ်တယ်ဆိုရင်တော့ a price က0ဒါဆိုရင်ဒီသူ့ဒီအောက်ကပိုင်းချိန်လေးကိုပဲ0နဲ့ထပ်ပြီးဒါဆိုရင်အဖြေက h2 9ဖြစ်တော့ h2 2 plus or minus 3 trump ါဆိုရင်ကျဲတို့ဒီဇာတ်ကိုစဆွဲလို့ရတယ် x က minus 3ရဲ့ငင်းမယ်ဆိုရင် minus 3နဲ့0ချားမှရှိမယ်0နဲ့3ချားမှရှိမယ်3တဲ့ပူချီမယ် minus 3ရဲ့ငယ်မယ်ဆိုရင်ကျတော့ minus 4အနည်းဆုံးပြလိုက်။ minus 4 plus 3ဆိုတော့ minus minus 4ဆိုတော့ minus minus 4 minus 3ဆိုတော့ minus ကဲဟုတ်ပြီ minus 3နဲ့0ကြားတယ်ဆိုကျ minus 1အောင်ပြလိုက်။ minus 1 plus 3ဆိုတော့ plus ိုင်းညဝမ်းဆိုတော့မိုင်းညဝမ်းမိုင်းညဝမ်းမိုင်းည3ဆိုတော့မိုင်းညစ0နဲ့3ကြားဆိုတော့1ကိုပေးမယ်အလွယ်ဆုံးပေါ့1နဲ့3ညဆိုတော့4 + 4 1 1နဲ့ -3 ညဆိုတော့ -2 ပြီးတော့3ရဲ့ပုံကြီးရဲ့ဆိုကျတော့4ကိုပေးမယ်4 + 3ဆိုတော့ +4 4 - 3ဆိုတော့ဘယ်လောက်လဲ1ဒါဆိုရင်ကျတော့စောစောတော့အလိုပဲ sign of appliance ကိုလိုချင်ဒီသုံးခုကိုပါလုံးမယ်မြောက် minus 3ကမြောက်တော့ minus 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 မြောက်လိုက်တော့ plus plus နဲ့ plus နဲ့မြောက်တော့လဲ plus plus နဲ့ plus နဲ့မြောက်တော့ plus minus နဲ့ထပ်မြောက်တော့ minus အပေါင်းကြည့်ပဲဆိုရင်တော့ဂျင်းတွေဒီကောင်ပါလေအပေါင်းဒါဆိုရင်ပိုင်းကြည့်ဒီအောက်ခြေတွေကိုယူပြီးတော့သွားမယ် minus ဆိုတော့ decrease plus ဆိုတော့ increase minus ဆိုတော့ decrease plus ဆိုတော့ increase increase ဘယ်နှခါလဲနှစ်ခါ အော် increase နှစ်ခါဒီမှာ -3 နဲ့0ကြားထဲမှာ3ရဲ့ကြီးရဲ့အချိန်မှာ increasing decrease ကဘယ်နှခါလဲနှစ်ခါ -3 ရဲ့ငယ်တဲ့အချိန်ပြီးတော့0နဲ့3နဲ့ကြားတဲ့အချိန်မှာ decreasing ဖြစ်ပါတယ်ဆိုဒီဇာတ်ကနေ increasing decreasing ကိုရှာလို့ရသွားပါပြီ example 7မှာနံပါတ်4သွားလို့မျိုးပဲ zero increasing decreasing ကိုရှာမယ် first day ဘာရှာမလဲ a price ကိုရှာမယ် ။ဒါဆိုလို့ရှိရင် upright ကိုရှာလိုက်တော့ဒီမှာ uy ပုံစံနဲ့ရှာလိုက်တာ1/8ည1 the whole square uy ပုံစံနဲ့ထွက်လို့ရတယ်။ဒါဆိုရင်တော့ x ကချင်းတည်တယ်1နဲ့တူလို့မရဘူး။အဲဒါပေမဲ့ကျတော့အဖြေဒီ1နဲ့1ဆိုတဲ့အဖြေကို1နဲ့ကြည့်ရင်ကြည့်မယ်မကြည့်ရင်ငဲမယ်ဆိုရင်နှစ်ခုလေးယူပေးမယ်။1နဲ့ငဲတယ်ဆိုတော့ချက်0လို့စဉ်းစားလိုက်။0 1 square ဆိုတော့ plus ပေါ့။ 1နဲ့ကြီးရဲ့ဆို2လို့စဉ်းစားလိုက်မယ်2မိုင်းည1ဆို1အောင်1 square ကလည်း plus ဒါဆိုရင် तू ကတစ်ခုတည်းမလို့ plus ဆိုရင် plus plus ဆိုရင် plus နှစ်ခုစလုံးဘာဖြစ်သွားမလဲဆို increasing ဖြစ်သွားမှာအားကြောင့်မလို့ तू မှာ decreasing လောက်ဝမရှိဘူးငယ်ငယ် x 1နဲ့ကြီးသည်ဖြစ်စီငယ်သည်ဖြစ်စီ function က increasing အတက်ကြီးပဲဖြစ်သွားပါမယ်အော် first derivative ကိုဆက်ပြောမယ် first derivative မှာဘာလဲဆိုတော့ global minimum global maximum ဒီလိုနှစ်ခုတော့ point တခုပေါ့ဒါဆိုလို့ရှိရင် global maximum b point อ่ะ c อ่ะကြတော့ global minimum ဒီရောအောက်က a ဒီလဲ global minimum point ပါပဲနော်အဲ့တော့ a နဲ့ c နဲ့မှာဆိုရင်ဘယ်သူကပို့ပြီးရော minimum ကြလဲဆိုဒီကောင်ကပို့ပြီးရော minimum ကြပါတယ် အော် test for global maximum and minimum on close interval မှာကျွန်တော်ရှာတဲ့ညီပေါ့ဒါရီ start number 1က critical point ကိုအရင်ဆုံးရှာမယ်ပြီးရင် critical point နဲ့ end point ဆိုသူပေးထားမဲ့ point ပေါ့အဲ့ point နှစ်ခုကညီ FOS ကိုရှာမယ်ပြီးရင်အရင်ရလာတဲ့အဖြေတွေကမှ smaller value ကိုရှာမယ် larger value ကိုရှာမယ် smaller value ဒီ global minimum largest value ဒီ global maximum မှာ အော် SMA 8မှာဘာရှာမလဲဆိုကြတော့ Global Maximum and Minimum Diffusion သူအဲ့မှာ interval လဲပြီးထားတယ်ဒါဆိုရင်မလုံးမလဲတစ်ချိန်ရှိမယ်ပေါ့ A square ကိုရှိလိုက်တော့ 2H5 ကိုရှိလိုက်တော့5 minus 3 is 0 critical point ကိုအမြဲတမ်းဗာပေးမလဲ0ပေးမယ် apply is equal to 0ဒါဆိုရင် A square ကိုဘက်ရှိလိုက်တော့ minus 5 by 2အဲ့တော့ critical point ရဒီ point ရ minus 5 by 2ကိုမူလ first function မှာပြန်ထည့်လိုက်တော့ minus 5 by 2 square ပေါ့5 into minus 5 by 2 minus 3ကိုရှင်းလိုက်တော့ minus 9 1 by 4ဆိုရမယ်ပြီးရင်သူ့ရဲ့ပေးထားတဲ့ point 2 point လုံးထည့် minus 4ကိုတစ်ကြိမ်ထည့်မယ်5ကိုတစ်ကြိမ်ထည့်ကျေလို့ -4 ထည့်မယ် -4 square ပေါ့5 into -4 -3 ကိုရှင်းလိုက်တော့ -7 ပဲ။အဖော5ကိုဒီလိုပဲဆက်ထည့်ကျေလို့တော့47ရ။ဒါဆိုရင် critical point ရရတဲ့ point 2 point ရင်ကျေလို့ဒီပေးထားတဲ့ interval က2 point ရတယ်3 point ပေါ့ အေး၃ပိုင်းနဲ့ကဘဒူကအငယ်ဆုံးလေရှာလိုက်တော့ minus 9 1.4ကအငယ်ဆုံးဒါကြောင့်မလို့အငယ်ဆုံးဖြစ်တဲ့ minus 9 1.4ဒီ global minimum ဖြစ်ပါတယ်ကြီးဆုံးဖြစ်တဲ့47ဒီ global maximum ဖြစ်ပါတယ် နောက်နံပါတ်ဘီပေါ့ example ဘာရဲ့ဘီလဲဒီလိုပဲ maximum minimum ဆက်ရှာမယ်အရှိရအတိုင်းပဲပေါ့ဒါဆိုရင်မလုပ်ရမလဲ apple ice ကိုချိန်သေးတာတစ်ချိန်ရှိခဲ့မယ်တစ်ချိန်စားရှိမယ်တကယ်လို့နော် apple ice ကိုတစ်ချိန်စားရှိမယ် critical point ဆိုရင် apple ice ကို0ဒါတော့တစ်ချိန်ရှိဒါဆိုရင် u by ပုံစံ u by ပုံစံဆိုအောက်က v စကွဲ v ဓာတ် u ရှိ u ဓာတ် v ရှိညာဆို1 a square by a square plus 1 the whole square apple ice ကို0မလို့ပိုင်းကြည့် ီဘက်ကိုရွှေ့လိုက်တော့0ဖြစ်သွားတော့အပေါ်ချမ်းလေးရပဲ0သူ့ကိုထပ်ရှင်းတော့ x2 + 1ဒါဆိုရင်ကျတော့ critical point ကို1ထည့်မယ် minus 1ထည့်မယ် f of 1ထည့်မယ် f of minus 1ထည့်မယ်ဖြေက1 by 2နဲ့ minus 1 by 2ရပြီဒါအကျလို critical point ရရင်2 point ပြီးရင် two original ပေးထားရှိရယ် minus 3နဲ့3 minus 3ကိုဒီပေါ်မှာထည့်မယ်3ကိုလည်းဒီပေါ်မှာထည့်မယ်ဖြေက minus 3 by 10 3 by 10ရဒါဆိုရင်ဒီမှာတော့4 point ဖြစ်သွားပြီ4 point ထဲမှာဘယ်လိုဝင်ဆုံးလဲ minus 3 by 10ရယ် minus 1 by 2ရယ်မှာ minus 1 by 2ကပုံငယ်တဲ့အတွက်သူဒီ global minimum ပဲ 1/2နဲ့3/10မှာဘယ်သူကြီးလဲဟုတ်ဆိုရင်1/2ကပိုကြီးရဲ့ဒါကြောင့်မလို့ global ပါဖြစ်လေ maximum ပါအော် first delivery test for local maximums and local minimums အခုကျတော့ရှေ့က global သင်ပြီးပါပြီအခုက local maximums and minimums ဒါဆိုရင်ဒကြိမ်ရှိတ်ကိုပဲတဲ့နော်ဒကြိမ်ရှိတ်ထားတာက negative ကနေ positive ကိုချိန်မယ်ဆိုရင်မိညင်မယ် positive ကနေ negative ကိုချိန်သွားမယ်ဆိုလို့ရှိရင် maximum ပါဘာမှမချိန်ဘူးဆိုလို့ရှင်တော့မရှိဘူးပေါ့ no local maximum or minimum ဖြစ်ပါမယ် ။အစမဲ9ရဲ့ critical point ကိုရှာခိုင်းနေ open inter ပဲပေးထားတယ်။ increasing or decreasing ရှေ့ရပုံစံနဲ့တူတယ်။ဒီအောက်ရှေ့ပဲမတူတော့သူက local maximum and minimum maximum လား minimum လားကိုမှ local ဖြစ်သွားတဲ့အတွက်အခုတွေ့မဲ့ပုံစံနဲ့ပဲစာတွေ့မယ်။ ဒါဆိုရင် F4H ကိုပြန်ရင်းမယ် H2 minus 3H plus 1သူ့တစ်ချိန်ရှိမယ် upright H အဲ့တော့3ကို power ရှေ့ချတင်းရောက် 3H square minus 3သူ့ကိုဘုံထုတ်ပြီးတော့ factor ခွဲလိုက်တာဖြေကဘလောက်ရမလဲ plus or minus 1 critical byte က0တားမယ်ဆိုရင် plus or minus 1စစလိုပဲဆရာလေးဆွဲကြည့်မယ် -1 နဲ့ငဲမယ် +1 နဲ့ကြီးမယ် -1 နဲ့1ကြားထဲမှာရှိ ဒီ brand ချပြီးသွားပြီဆိုရင်ကျတော့ minus 1နဲ့ငယ်တယ်ဆိုတော့ဘုရုကိုယူမလဲဆိုတော့ minus 2ကိုယူမယ် minus 2 plus 1ဆိုတော့ minus minus 2 minus 1ဆိုတော့လဲ minus minus 1နဲ့1ကြရဲဆိုတော့0ကိုယူမယ်0 plus 1ဆိုတော့ plus 0 minus 1ဆိုတော့ minus 1နဲ့ကြီးမယ်ဆိုတော့2 2 plus 1ဆိုတော့ plus 2 minus 1ဆိုတော့လဲ plus ပဲဒါဆိုရင် sign of abrines ကိုလိုချင်နှုတ်နဲ့နှုတ်နဲ့မြောက်တော့အပေါင်းပေါင်းနဲ့နှုတ်နဲ့မြောက်တော့နှုတ် ပေါင်းနဲ့ပေါင်းနဲ့မြောက်တော့အပေါင်းဒါဆိုရင်ဒီအောက်ခြေကညင် increasing ကြည့်အပေါင်းဆိုရင် increase အနှုတ်ဆိုရင် decrease အပေါင်းဆိုရင် increase ဒါဆိုရင် ax square to minus 1ကဘာဖြစ်နေလဲ decreasing ဖြစ်လား increasing ဖြစ်လားကြည့်အောင်အဲ့တော့ increasing မှာအနှုတ်ကနေပြီးတော့ဘယ်ကိုပြောင်းသွားလဲကျေလို့အပေါင်းကိုပြောင်းသွားတဲ့အတွက်ဗာလဲ maximum ဒီမှာကအပေါင်းကနေအပေါင်းမယ်ဆိုတဲ့အတွက်ဒီကောင်းသည် မိညီမံပါလိုကဲမက်ဆီမန်အန်မိညီမံဖြစ်သွားပါမယ်နောက် example chain example တန်းကြတော့သူကနှစ်ခုစလုံးဟာ increasing တိုးတာပေါ့အတိုးပဲနှစ်ခုစလုံးဟာအတိုးဖြစ်ကြောင်းပြပေးပါအဲ့တော့ f(a) is equal to h2 power ရှေ့ချတဲ့နောက်တော့ 3a2 ပုံမှန်တိုင်းပဲ critical point 0b risk ကတော့0ဖြစ်ကောင်းဖြစ်နိုင်ရဲ့ပေါ့ဒီမှာဇလုံးနဲ့ဆိုတော့ဒါဆိုရင်0တဲ့ကြီးရင်ကြီးမယ်မကြီးရင်ငယ်မယ်ငယ်ရတဲ့ခါရွေးမယ်ကြီးရတဲ့ခါရွေးမယ်ငယ်ရတဲ့ခါရွေးရော minus 1 square တင်တော့ plus ပဲကြီးရတဲ့ခါရွေးရော1 1 square တင်တော့ plus 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 ပဲဖြစ်သွားတဲ့ခါကျတော့ increase increase ဖြစ်တယ် increasing နှစ်ခုဖြစ်သွားတယ်ဆိုရင်သူပြောတဲ့ show သက်ပြီးပေါ့သူပြောတဲ့ both side က increasing ဖြစ်ကြမယ်ဒီမှာနှစ်ခုစလုံး increasing ဖြစ်သွားရောသူရဲ့ show သက်ပြီးသွားတာပါ Now 9.2ရဲ့0ရဲ့နံပါတ်2ရဲ့ A လေးကိုတွေ့ကြအောင် critical point ကိုပဲရှာမယ်။အဲ့တော့ critical point ကိုပဲရှာမယ်ဆိုရင် first state ကသူ့ကိုပြကူးရေးမယ်ပြီးရင် second state က appliance ကိုရေးမယ် appliance power shift 1နှုတ် 2x ဒီဘက်ကိုချိန်လိုက်တော့1ဆိုတဲ့အတွက် minus 2 critical point ဆိုရင် appliance square to 0 2x minus 2 equal to 0 x square to 1 အဲရလာတဲ့ one ကို first state first function မှာပြန်ခဲ့တော့4ဒါဆိုရင် critical point ရဘယ်လောက်ရမလဲ1.4 now နံပါတ်ကြီးရလဲ critical point ကိုပဲရှာခိုင်းတာအဲ့တော့ဘာလို့မလဲရှိတ်မှာပဲချေလို့ power ရှေ့ချ2.3ကိုရှာတက်နှုတ်တော့မိုင်းညာနှုတ်လိုက်တော့1.3ကျမ်းပဲပြီးရင်သူ့ကိုထပ်ရှိတ်တော့2 days by 2 days by 2 အဲ့တော့သွားရှိရာ2 by 3 2နဲ့ဝင်မြောက်လိုက်တော့4 is by 4 by 3 critical point ဒီဘာနဲ့ညီမလဲ0နဲ့ညီရောဒီတကူလုံးက0ဒီဘက်ရွှေ့လိုက်တော့0 4 is by 4က0 is equal to 1အဖို့1အစားသွင်းဒီမှာဖြေရလာမယ်1ပေါ့သူအစားသွင်းလိုက်တော့1ရလာတယ်ဒါဆိုရင်တကယ်လို့ အပရိုက်ကအန်တာပိုင်းဖြစ်မယ်ဆိုရင် ပိုင်းကြီးက0နဲ့ညီမယ် x က0ရှင်းလိုက်တော့0ရဲ့ဂျူရဲ့ရမယ် f0 ကိုတခါမူလဖန်ရှင်ကြီးမှပြန်သွင်းမယ် f2 ကိုမူလပြန်ရှင်ပြန်သွင်းလိုက်တော့0 0ရဒါဆိုရင် point က0 x 0ဖြစ်ရင်ဒီဘက်မှာလည်း0 2ဖြစ်ရင်0ဒါကြောင့် point 2 point ထိုက်ရတယ်0 0နဲ့2 0ရှေ့ရ2 point နဲ့ဆို3 point ဆိုရင် critical point ဒီ3 point ရပါတယ် အခုဆိုတော့ ASM မှာတော့တင်ပြီးသား Global Maximum ဆော Minimum Global Maximum Minimum အင်တာဗယ်ပေးထားမယ် AFOIS ပေးထားမယ်ဒါဆိုရင်ဂျင်းတွေကတော့မလုပ်ရမလဲတစ်ဂျင်းရှိတ်ကမယ်ကျေလို့တစ်ဂျင်းရှိတ်ပြီး 3x ကိုရှိတ်တော့3 is you shade or minor 3a square critical point 0b ရှင်းမယ် a square to minor 1 or 1ရ minus 1 of f is မှာပြန်ခဲ့ ။ဘာလို့လဲ avoids မှာပြန်ထည့်ထဲတော့0.4ရမယ်။ပြီးတော့ရင်သူပေးထားတဲ့ point ကဘယ်လောက်လဲ -5.5 -5 ကိုတစ်ခါထည့်5ကိုတစ်ခါထည့် -5 ကိုထည့်ပြီးတော့ ကယ်ကူလေတာနဲ့ပဲရှင်းရှင်းမန်နျူရယ်နဲ့ပဲရှင်းရှင်းတော့112ပေါ့5ကိုတခါထဲတော့ minus 108ဒါဆိုရင်ဒီထဲက4 point 0ရဲ့4ရဲ့112ရဲ့ minus 108ရဲ့အငယ်ဆုံးပေါ့ smallest စီ minus 108ဒါကြောင့်မလို့သူဒီ global minimum greatest 112က global maximum ပါ and zero number 4 find the open interval increasing la decreasing la ဒါကြောင့် low ကဖြစ်သွားပြီ low ကမက်ဆီမမ်စံမင်းကြီးမယ် fox ပါပဲပြီးရင်ဘာလုပ်မှာတချိန်ရှိမယ် zero power ရှိချမယ်2.5တက်ထုတ်ထားတော့ minus 3.5သူ့ကိုထပ်ရှိမယ် 2x 2ဒီဘောက2နဲ့ဒါတွေဝင်ပြလိုက်တော့ 4x 4 နော်ဒါဆိုရင်ကျတော့ critical ဘိုင်းအမြဲတမ်း0နဲ့ညှိပေးမယ်ဆိုရင် for is binary for ရဲ့ဒီကောင်ရဲ့0ဆိုတော့ဒီဘက်ကရွှေ့လိုက်တော့0ရသွားမယ်ဒါဆိုရင် for is binary for က0နဲ့ညှိတော့ x square to 1နော်ကဲလို့ undefined ဆိုလို့ရှိရင် x square minus 2x က0ဒါဆိုရင် point က0.2ပေါ့ကျတော့ point နေအရင်ဆုံးရှာ3 point ရှိသွားပြီအခုနော် အဲ့ဒီ၃ point ကိုပြန်ပြီးတော့ဒီမှာ apply လုပ်မယ်0ရယ်1ရယ်2ရယ်အငယ်ဆုံးပေါ့ငယ်ဆုံးနဲ့ပုံငယ်မယ်0နဲ့1ချားမှရှိမယ်1နဲ့2ချားမှရှိမယ်2တဲ့ပို့ကြည့်မယ်အဲ့တော့ x ကို0တဲ့ငယ်တယ်ဆိုတော့ကျတော့အနည်းဆက်ဆုံး minus 1ပေးလိုက်မယ် minus 1ပေးလိုက်တော့ minus 1 minus 1 minus 1ဆိုတော့ minus minus 1 minus 2ဆိုတော့ minus 0နဲ့1ချားဆိုတော့တကယ်တော့တိတိကျကျပြောရင်တော့0.5ပေါ့1.2ပေါ့0.5 0.5ဆိုတော့ဒီမှာအပါ 0.5 -1 ဆိုတော့ဒီမှာ minus 0.5 -2 ဆိုတော့လည်း minus 1နဲ့အတူကြလဲအလိုပဲအတူကြပြောရင်1.5ပေါ့1.5ဆိုတော့အပေါင်း1.5တဲ့1နှောင်းမယ်ဆိုတော့လည်းအပေါင်း1.5နဲ့2နဲ့ဆိုတော့2ကပိုကြီးရော minus 2တဲ့ပိုကြီးရဲ့ဆိုကျတော့3ကိုယူလိုက်မယ်3ဆိုတော့ plus 3 -1 ဆိုတော့ plus 3-2ဆိုတော့ plus ဒါတွေရသွားပြီမှန်သွားပြီဆိုရင်မလုပ်ကြည့်ရမယ်ကျတော့မြောက်ကြည့်ရမယ်အနှုတ်၃ချိန်မြောက်မယ်ဘယ်လောက်လဲနှုတ်အနှုတ်နှစ်ခါအပေါင်းတစ်ခါအနှုတ်နှစ်ခါမြောက်ရင်အပေါင်းအပေါင်းနဲ့အပေါင်းနဲ့မြောက်တော့အပေါင်းအပေါင်းနဲ့အပေါင်းနဲ့မြောက်တော့အပေါင်းအနှုတ်နဲ့တစ်ခါထပ်မြောက်တော့နှုတ်အပေါင်းနေကြီးပဲဆိုကြည့်စရာမလိုတာပါလေအပေါင်းအဲ့တော့အောက်ဆုံးအကောင်တွေကိုကြည့်ပြီးတော့ကျတော့အဖြေတိုက်မယ်အပေါင်းဆိုတော့ increase အနှုတ်ဆိုရင် decrease အပေါင်းဆိုရင် increase အနှုတ်ဆိုရင် decrease အဲ့ဒီဒီတောက်ဆုံးစာကြောင်းလေးကိုပဲယူရေးရတယ် အဲ့တော့မှဘယ်ဟာတွေက increase လဲ decrease လဲဒီမှာရေးထားတာ decrease ကတော့0နဲ့ငယ်တာ1နဲ့2ချားမှရှိတာ increase ကတော့0နဲ့1ချားမှရှိတာ1နဲ့ကြီးတာနော်ဒီဘက်က0ရဲ့2ရဲ့1ရဲ့ကအရှိရကောင်0နဲ့2ကတော့ minimum ပါဒီဘက်ကတော့ဘာဖြစ်ပါမလဲ maximum 1ကတော့ maximum ဖြစ်သွားပါမယ် တော့ဒီကျတော့နံပါတ်4ရဲ့ဒီကိုဆက်ပြီးတော့သွားကြမယ် f8 square 2 -8 2 -6 square 12အဲ့တော့မှသူ့ကိုဘာလို့မှတစ်ချိန်ရှိတ်လိုက်တစ်ချိန်ရှိတ်လိုက်တော့ power ရှိချတော့ -3a square သူ့ကို အဝါရှိချတော့12 dates 12ကိုရှိတော့0ပေါ့ critical point ကပါအောင်ကြီးမယ်0နဲ့ညီတာလေ minus 3 a square minus 12 equal to 0 minus 3ကိုပုံထုတ်လိုက်တော့ x 4 equal to 0ဒါကြောင့်မို့ဖြေရ x square to 0နဲ့ minus 4နဲ့ရမယ်ဒါဆိုရင်တို့နှစ်ခုထဲမှာဘလူးကငယ်လဲ minus 4တဲ့ငယ်တာကိုရွေးမယ်0တဲ့ကြီးတာကိုရွေးမယ် minus 4နဲ့0ကြားတဲ့ကိုလည်းရွေးမယ် နော်အဲ့ဒီဈေးအားကိုစာဆွဲလိုက်တယ်ဒါဆိုရင်ဒီမှာတော့ x square 2မှာ0နဲ့ minus ပုံမှာရိုးရိုးဒီမှာမရှာခင်မှာကြည့်လိုက်ရင် maximum က0 minimum က minus 4ပါကဲဒါဆိုရင် -4 တက်နေတာကိုရွေးမယ်ဆို -5 ပေါ့အနည်းဆုံးရွေးမယ် -5 plus 4ဆိုတော့ minus -5 minus ဆိုတော့ minus minus 2တော့ plus -4 နဲ့0ကြတဲ့အားဆိုရင်ကျဲက -1 ကိုရွေးလိုက်မယ် -1 plus 4 plus minus minus ဆိုတော့ plus 0နဲ့ကြည့်တော့1ပဲယူလိုက်1ဆိုရင်1 4 5 5 5ဝင်ရမယ်ဆိုတော့ minus ပြီးရင်ပုံမှန်တိုင်းပဲရှိရှိသမျှဆိုင်းကိုဘာလုပ်မလဲမြောက် minus နဲ့ plus နဲ့မြောက်တော့ minus plus နဲ့ plus နဲ့မြောက်တော့ plus plus နဲ့ minus နဲ့မြောက်တော့ minus ဒီအောက်ဆုံးတွေကိုဖြည့်ကြည့်မယ် minus ဆိုရင် decrease plus ဆိုရင် increase minus ဆိုရင် decrease ဒီအဖြေကိုဒီမှာပြန်ရေးပါ x က minus 4တဲ့ငယ်တဲ့အချိန်ဒါမှမဟုတ်ရင်0တဲ့ကြီးတဲ့အချိန်မှာ decrease ရင်ကြားတဲ့ interval ကြားတဲ့4နဲ့ minus 4နဲ့0ကြားတဲ့မှာ increasing ဖြစ်ပါတယ်ဒီအောက်ဆုံးရဲ့အဖြေကိုဒီအောက်မှာပြင်ထားတာပါအဲ့တော့ကျေလို့ကြံတဲ့အကောင်လေးတွေကို homework exercise 9.2လေးကိုဆက်လက်ပြီးကြည့်ပေးပါဦးဒီနေ့ဒီရန်သင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် ပုံမှုပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်